င်လေထဲမှာရေကုန်တင်းမောလှုပ်ထားတဲ့ပုံစံဟာလည်းပဲဒီတိုင်းပဲရေထဲကိုငုတ်ချင်ပြီဆိုရင်ပိုက်ထဲရေတွေထဲလိုက်ဆုပ်ထဲလိုက်အပေါ်ရန်တက်ချင်ပြီဆိုလို့ရှင်ရေတွေကိုထုတ်လိုက်ပထဝီနဲ့အာဘောဆိုတာအောက်ကိုဆွဲတယ်တေဇောနဲ့ဝါယောကအပေါ်ကို ပြန်တက်တယ်ဟောဓာတ်ကြီးလေးပါရဲ့တဘာဝလူတွေသွားတာလည်းဒီတိုင်းပဲနော်ခြေတော်မြောက်လိုက်ချလိုက်လှုပ်တဲ့အခါမှာ ဒီကမ္မထန်တရားအထုတ်တဲ့ပုံကိုယ်တွေခန္ဓာကိုယ်ထဲမှာခြေမြောက်နိုင်တဲ့အရာတွေကဘာတွေရှိတာတုံးအတ္တဆိုရဲငါကောင်သူကောင်တရဝါကောင်ရှိသလားလို့ဆိုမရှိဘူးခြေတော့မြောက်လိုက်တာဆိုတာဟာမြောက်ချင်တဲ့စိတ်ကအရင်ပေါ်လာတယ်ပေါ်လာတဲ့စိတ်လေးကတေဇောနဲ့ဝါရောကိုအပိလိုက်တယ်အပိလိုက်တဲ့အတွက်ကြောင့်ပေါ်သွားပြီးတော့မြောက်သွားပြန်ချတဲ့အခါကျတော့ ခြားကျင်တဲ့စိတ်ကအရင်ပေါ်လာပြီးတော့ခြားကျင်တဲ့စိတ်ကြောင့်ဖြစ်လာတဲ့ပထဝီနဲ့အာဘောအောက်ဆွဲလိုက်တော့ခြေတော်ခြားတယ်။အော်ခြေတော်ကြွားတယ်ခြားတယ်ဆိုတဲ့နေရာမှာလည်းပဲကြွားတာကတေဇောနဲ့ဝါရောကြောင့်ကြွားတာခြားလိုက်တာကပထဝီနဲ့အာဘောကြောင့်ခြားတာဒီသဘောတွေကြည့်ပဲအကုန်လုံးအဲ့ဒီသဘောနဲ့တွားတာအဲ့ဒီမှာငလျင်လှုပ်တယ်လို့ဆိုတဲ့အခါမှာတေဇောရဲ့ဖန်တီးမှုကြောင့် ဝါရောတွေများလာပြီးတော့လေတွေဟာအပြင်းထန်တိုက်ခတ်လာတဲ့အခါမှာရေပြင်ကြီးကိုလှုပ်စေပြီးတော့ရေပြင်ကြီးလှုပ်တဲ့အခါမှာရေပြင်ပေါ်မှာတည်ရှိနေတဲ့မြေကြီးဟာလည်းရေလှိုင်းကြီးတွေလှုပ်တယ်လို့သူကလည်းလှုပ်သွားတယ်လို့ဒီလိုဆိုတာပေါ့အဲ့ဒီသဘာဝအတိုင်းရှင်းပြပြီးမြတ်စွာဘုရားကအာနန္ဒာတဲ့ဒါပထမဆုံးအကြောင်းတစ်မျိုးပဲတဲ့ငလျင်လှုပ်တယ်ဆိုတာအဲ့ဒါလို့သဘာဝအကြောင်းအကြောင်းအခုလို့လှုပ်တာလို့ ငယ်ငယ်တုန်းကတော့အဲ့ဒါလို့မဟုတ်ဘူးပုံပြင်ပြောတာမျိုးလို့ငယ်ငယ်တုန်းကတော့ကဘာမြေကြီးကိုထမ်းတဲ့ပိတ္တာကြီးရှိတယ်တဲ့အဲ့ဒီကဘာမြေကြီးထမ်းတဲ့ပိတ္တာကြီးကမြေကြီးကိုထမ်းထားတာလေးတော့ပခုံးပေါက်တယ်ပခုံးပေါက်လို့ပခုံးပြောင်းတယ်လို့ပြောပြီးတော့ငယ်ငယ်လှုပ်တယ်ဆိုတာကိုဘယ်သူကစထွင်ပြီးပြောတယ်တော့မသိဘူးငယ်ငယ်ကကြားဘူးမြေကြီးကိုထမ်းတာနဲ့ပြိတ္တာကြီးကပခုံးပြောင်းတဲ့အခါမှာငရင်လှုပ်တတ်တယ် ဘုန်းကြီးတို့တသက်တာမှာအကြီးအကျယ်ငရင်လှုပ်တာနှစ်ကြိမ်ကြုံမှုတဲ့ပေါ့မြန်မာတက္ကရီ1308ခုနှစ်တုန်းကပကိုးငလျင်ကြီးဆိုတာကြုံရအဲ့ဒီငရင်ကဘယ်ထီအောင်လှုပ်တုံးဟိုးမန်လေးတိုင်းကဖျားတွေပြိုသည်ထီအောင်ပြင်းထန်ဟော1308ခုနှစ်ကကြီးမားတဲ့ငလျင်ကြီးတစ်ခါလှုပ်တယ်အသေးဖွဲတွေတော့မပြောလို့ဘူးအကြီးကြီးတွေကိုပြောတာနောက်1318ခုနှစ်ကျတော့စကိုင်းငရင်လို့ခေါ်တယ် စကိုင်းမှာရှိတဲ့ဖျားပထိုးတွေပြိုကျပျက်စီးမှုတွေအများကြီးမြမရာဇဝင်ဖတ်မယ်ဆိုလို့ရှိရင်တော့ငရင်လှုပ်တဲ့အချိန်တွေဟာအများကြီးရှိတယ်ပေါ့ဖျားပထိုးတွေခဏခဏပြိုပျက်တယ်အဲဒီ16ခုနှစ်ငရင်ကျတော့စကိုင်းငရင်လို့ခေါ်ရလောက်အောင်စကိုင်းမှာပျက်စီးတွေအလွန်များခဲ့တယ်ပေါ့အဲ့ဒါလည်းပဲကြုံခဲ့တယ်ပေါ့ဒါကိုကိုယ်တိုင်ကြုံတဲ့အပိုင်းကိုပြောပြတာအင်မတန်မှကြောက်မွေဖွယ်ကောင်းလောက်အောင်ရက်တည်လို့မရလောက်အောင် ပြင်းထန်တဲ့ငရင်ကြီးတွေလှုပ်ခဲ့ဘူးတယ်ပေါ့ ဒီရဲ့ပြင်ထန်တာတွေကိုနဲ့မကြုံနဲ့ဘ ਹੁ ပြုတဲ့နေရာနဲ့ဝေးလို့ရှိရင်တော့လည်းမသိလိုက်ဘူးပေါ့နော်အဲ့ဒါလို့ငလျင်ရဲ့တဘာဝဟာခုနကအောက်ကနေပြီးတော့ကွက်ပြီးတော့လေတူကြီးလှုပ်ရှားလိုက်တဲ့အခါမှာထိုလေတူကြီးနဲ့အနီးဆုံးရေပြင်ကလှုပ်ရှားသွားအနီးဆုံးရေပြင်လှုပ်ရှားသွားတဲ့အခါမြေတူကြီးလှုပ်ရှားပြီးငရေလှုပ်ချင်းဟာဖြစ်ပေါ်လာတယ်လို့ ဒါကရသော်ဘုရားကပထမဆုံးအကြောင်းတစ်ခုရှင်းပြတယ်ပေါ့ဒုတိယငလျင်လှုပ်ခြင်းအကြောင်းကိုရသော်ဘုရားဘယ်လိုရှင်းပြတော့ဆိုတကူကြီးမားတဲ့အစွမ်းထက်တဲ့အစွမ်းတကူရှိတဲ့တကူရှင်နေဆိုတာလောကမှာရှိတတ်ရဟန္တာပုဂ္ဂိုလ်တွေတို့အဲ့ဒါလို့အစွမ်းတကူနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မျိုးတွေရှိတယ်သို့မဟုတ်တကူကြီးတဲ့နတ်တွေဆိုတာရှိတယ် သူတို့ကလည်းဖန်တီးတတ်တယ်တဲ့ဘယ်လိုဖန်တီးတော့ဆိုရင်သူတို့စိတ်ထဲမှာဒီမြေထုဆိုတဲ့မြေထုပုံမှာတဘာဝတရားတွေကိုသူတို့ကရှုမြင် သုံးသပ်တဲ့အခါမှာမြေထုနဲ့ဒီရေထုဆိုတာနှစ်ခုရှိမြေကြီးရဲ့သဘောကငြိမ့်နေမှာတယ်မြေကြီးနဲ့ရေနဲ့နှစ်ခုကြည့်မြေပြင်ဆိုတာငြိမ့်သက်မှုရှိတယ် ရေပြင်ကြတော့ငြိမ်သက်မှုမရှိဘူးနော်မြေပြင်ကငြိမ်သက်တယ်မာတယ်ရေပြင်ဆိုတာကတော့လှုပ်ရှားတယ်ပေါ့ဒါကြောင့်မို့သူတို့ဟာကဘာမြေကြီးရဲ့မြေပြင်ကို ရေပြင်လိုသဘောထားပြီးတော့မြေကြီးကိုရေလိုစိတ်ထဲမှာတကိုးနဲ့ဖန်ဆင်းလိုက်တဲ့အခါမျိုးမှာလဲငရင်လှုပ်တတ်တယ်ကြည့်လေသင်္ဘောကြီးတွေဘလောက်ကြီးကြီးရေပေါ်မှာကြတော့လှုပ်နေတာ ကုန်းပေါ်တက်လိုက်လို့ရှိရင်မလုံနိုင်ဘူးလေမလုံနိုင်ရှင်းတော့ကဒါနဲ့ပတ်သက်ပြီးတော့တန်ဃရခိတဆိုတဲ့ကိုရင်ပေါ့ဆာလေးတပါးယဟနာကိုရင်လေးတပါးပေါ်ဘူးလေခုနှစ်နှစ်အရွယ်လေးသာသနာပေါင်းဝင်တာအဲ့ဒီနေ့မှပဲသင်္ကန်းဝတ်ပြီးအဲ့ဒီနေ့မှပဲယဟနာဖြစ်သွားအစွမ်းတကူကြီးမားတဲ့ယဟနာဖြစ်တော့သူစိတ်ကူးရတယ်ဒီကနေ့ပဲသာသနာပေါင်းဝင်ဒီကနေ့ပဲယဟနာဖြစ်ပြီးတော့ တရားမင်းကြီးနေတဲ့တာဝရင်သာနတ်ပြည်ကဝေစန္ဒပြတ်တကြီးကိုလှုပ်ဖူးတဲ့ပုံကိုရှိလားလို့ဆိုမရှိဘူးဆိုတော့ तू သိဒါနဲ့ဘယ်လိုလုပ်ရမလဲဆိုတာဤစနစ်ကို तू မသိဘဲနဲ့ तू အစွမ်းတကိုးနဲ့လှုပ်မယ်ဆိုပြီးတော့ဝေစန္ဒပြတ်တတ်သွားပြီးလှုပ်တာလုံးဝလှုပ်လို့မရဘူးဘာဖြစ်လို့တော့ဆို စနစ်မကျဘူးဘယ်ကိစ္စပဲဖြစ်ဖြစ် systematically လှုပ်ရတယ်တကိုးကလည်းပဲအရမ်းမဲ့လှုပ်တာမဟုတ်သည့်အတွက်ကြောင့် တဘာဝကိုလွန်ဆန်ပြီးလှုပ်လို့မရဘူး။မြေကြီးပေါ်နေတဲ့အရာကိုလှုပ်အောင်လှုပ်လို့မရဘူး။ဒါကြောင့်မို့သူဟာလှုပ်လို့မရတဲ့အခါကျတော့ဝိုင်းပြီးတော့တယောခံလဲရတော့သူလူပြေပြန်လာပြီးသူဆရာစီသွားသူဆရာစီသွားတော့သူကဆရာကပြောတော့ဆိုမုန်းစီကျော်ကြော်တာလေးကိုပြလိုက်တယ်။မြင်မြင်ဘူးတယ်မဟုတ်လားမုန်းစီကျော်ကြော်။နောက်ပြီးတော့ ရေထဲမှာချလိုက်တဲ့နောက်ချိကြက်ကလေးဟာရေထဲမှာဝဲလဲပြီးတော့လှုပ်နေတာမင်းမြင်ဘူးတယ်မော်လားလို့ဆိုသူသဘောပေါက်သွားတယ်။မြေကြီးပေါ်မှာရှိနေတဲ့အရာကိုလှုပ်လို့မရဘူးဆိုတာသူသဘောပေါက်သွားတယ်။အဲ့ဒါနဲ့တိပီဖျားဆိုပြီးတော့တာဝရိန်နဲ့နှက်ပြည့်ပြန်တက်သွားတယ်။ပြန်တက်သွားပြီးတော့ဝေဇယန္တာ ပြတ်တက်ကြီးရဲ့အခြေ၄အားလုံးကိုရေပြင်းကြီးဖြစ်အောင်အရင်ဖန်ဆင်းပလိုက်။ညကြီးမဟုတ်တော့ အဲ့ဒီအချိန်မှာကျတော့ခဏလေးအလွယ်လေးနဲ့ဝေစီယန္တာပြတ်ပြတ်ကြီးရမ်းခါသွားအောင်သူလှုပ်ရှားပြလို့ရရေပေါ်မှာတည်နေတဲ့အရာဆိုအလွယ်တကူလှုပ်လို့ရအောက်ကမငြိမ်ဝဲကိုအဲ့ဒီလိုအစွမ်းတကူရှိတဲ့ပုံကိုယ်တွေကလည်းပဲကဘာမြေကြီးကိုရေဖြစ်အောင်ဖန်ဆင်းလိုက်တဲ့အခါမျိုးမှာလည်းပဲငရင်လှုပ်သွားတာမျိုးတွေဖြစ်တတ်တယ်ဒါကတော့သူတို့စိတ်ကူးနဲ့လှုပ်တဲ့သဘော ဲ့ဒါမျိုးဟာဒုတိယငရင်နှုတ်ချင်းရဲ့အကြောင်းတစ်မျိုးပဲလို့မြတ်စွာဘုရားဒီလိုဟောတယ်။ဟောနောက်တစ်ခုတတိယအကြောင်းတစ်ခုကဘာလဲလို့ဆိုရင်ပါရမီတံပါရပြည့်ဝလို့ပါရမီပြည့်လို့ဖျားဖြစ်သူရောက်တော့မဲ့ဖျားလောင်းနေဟာတုတ်တိတံနတ်ပြည်ကနေပြီးတော့လူပြည်ကိုဖျားဖြစ်ဖို့ မယ်တော်ရဲ့ဝမ်းထဲမှာတရိခတဲ့အချိန်မျိုးတရိခတဲ့အချိန်မျိုးမှာဒီဝမ်းတာကြည်နူးတဲ့သဘောကို ပြတဲ့အနေမြေကြီးကဝမ်းတာတော့မဟုတ်ဘူးမြေကြီးမှာရှိနေကြတဲ့တရဝါတွေစွန်းကူကြီးတဲ့ပုဂ္ဂိုလ်တွေဝမ်းတာလို့လှုပ်တယ်လို့ဒီလိုအောင်မရမြေကြီးဆိုတာတော့စိတ်စေရနာမရှိတဲ့အရာတစ်ခုပဲเนาะသို့သောသဘာဝတရားရဲ့လှုပ်ခတ်မှုဆိုတာရှိတယ် ထိရောက်မှုဆိုတာရှိတတ်တယ်။တဘာဝတရားရဲ့ထိခိုက်မှုတွေဟာ လူတွေက မသိနိုင်ဘူးပေါ့။ကြားဘူးကြလိမ့်မယ်။တချို့သစ်ပင်လေးတွေအောက်မှာ တချင်းလေးဆိုဂီတာလေးတီးပြီးလို့ရှင်အဲ့ဒီသစ်ပင်လေးကပွင့်လာတယ်လို့ဆိုတယ်။နော်။တဘာဝတရားရဲ့ရိုက်ခတ်မှုလို့ခေါ်တယ်။တဘာဝကြုံမှုကြလိမ့်မယ်။တချို့ပုဂ္ဂိုလ်တွေစိုက်ပျိုးတဲ့ပန်းဥယျာဉ်တွေ တတိတတိခြံနေမှာတိဏ္ဏနေအများကြီးဖြစ်ထွန်းတယ်တချို့ပုဂ္ဂိုလ်တွေစိုက်တဲ့ထဲမှာကြတော့အတိဏ္ဏနေမကြဘူးအဲ့ဒီလိုဖြစ်တာဟာဘာကြောင့်ဖြစ်တာတော့လို့ဆိုတဲ့အခါမှာသူကကမ္မပစ္စယဥဒ္ဒမုဋ္ဌံဆိုတာလည်းရှိတယ်ကံကောင်းတဲ့ပုဂ္ဂိုလ်စိုက်ပျိုးတဲ့အရာမှန်သမျှဟာသူကကံကနေပြီးတော့ဥဒ္ဒကိုဖြစ်စေပြီးဥဒ္ဒကနေပြီးတော့တိပ္ပံရဲ့အကြိုက်ဖြစ်ပြီးတော့တိပ္ပံတွေကအသီးတွေ ဖြစ်တာလို့ခေါ်တယ်တခါစိတ်တပစ္စယဥရုသမုဋ္ဌာန်ဆိုတာလူဟာစိတ်ကပျော်ရွှင်လန်းဆန်းနေတဲ့အချိန်အဲ့ဒီလူရဲ့ပျော်ရွှင်လန်းဆန်းမှုတွေဟာပတ်ဝန်းကျင်ကိုပျော်ရွှင်လန်းဆန်းတဲ့ဓာတ်တွေကူးသွားတယ်အဲ့ဒီဓာတ်ကူးတာကိုအကြောင်းပြုပြီးတော့သစ်ပင်ကလည်းပဲကောင်းမြတ်တဲ့ဥရုတွေရပြီးတော့သစ်ပင်ကလန်းဆန်းမှုဖြစ်တယ်လို့ဒီလိုဆိုတာเนาะ အဲ့ဒါမျိုးကိုစိတ်တပစ္စယဥဒ္ဓသမုဋ္ဌာန်လို့ခေါ်တယ်တိုင်းရိုက်လှုပ်တာမဟုတ်ဘူးတဆင့်ကဒါကြောင့်မို့ခုခေတ်စမ်းသပ်ပြီးတော့ကြည့်တဲ့ပုဂ္ဂိုလ်တွေကကမ္မထန်တရားအထုတ်နေတဲ့ပုဂ္ဂိုလ်ရဲ့အုံနောက်လှုပ်ရှားမှုဒီတိုင်းစိတ်ညစ်နေတဲ့ပုဂ္ဂိုလ်တရားရဲ့အုံနောက်လှုပ်ရှားမှုကြည့်လိုက်အလွန်ကွာခြားတယ်လို့ပြောကမ္မထန်အထုတ်နေတဲ့ပုဂ္ဂိုလ်ရဲ့အုံနောက်ကငြိမ်သက်ပြီးတော့သူခန္ဓာကိုယ်ကထွက်နေတဲ့အရာတွေကလည်းငြိမ်သက်အေးချမ်းမှုတွေကိုထွက်တယ် စိတ်ပူနေတဲ့ပုဂ္ဂိုလ်တဏ္ဏအထွက်တဲ့အရာတွေကလှုပ်ရှားပြီးတော့ဘေးကိုပူလောင်မှုတွေကိုဖြစ်စေတယ်လို့ဆိုမတူဘူးတဲ့နောက်တစ်ခါရေတောင်မှပဲရေထဲမှာပါတဲ့ခရစ်စတန်လေးတွေအချီတန်လေးတွေကိုဓာတ်ခွဲပြီးတော့ကြည့်တဲ့အခါမှာတချို့ရေတွေကဒီဥမာမဲ့ပရိတ်ရေဆိုတာဆိုပရိတ်ရေကတာမန်ကြည့်မယ်ဆိုလို့ရှိရင် ပရိကဘာစွမ်းတခုမှမရှိဘူးလို့ထင်ကောင်းထင်လိမ့်မယ်။ပရိယရွတ်ထားတဲ့ရေနဲ့ပရိမရွတ်တဲ့ရေတစ်ခုကဘလို့ကွာခြားတော့ဆိုပရိမရွတ်တဲ့တမန်ရေကိုကြည့်မယ်ဆိုရင်အဲ့ဒီရေလေးတွေရဲ့အနှစ်တရာလှုပ်ရှားနေတယ်တဲ့ငြိမ်သက်မှုမရှိဘူး။ပရိရွတ်ထားတဲ့ခုနဒီပရိရွတ်ထားလို့ပရိရဲ့အစွမ်းတခုရနေတဲ့ရေလေးတွေခြားတော့ငြိမ်သက်ပြီးတော့နေတယ်လို့ဒီလိုဆိုတယ် ဒါကစမ်းသပ်လို့တွေ့တဲ့အဖြေလေးတွေကိုပြောပြတာနော်ခုခေတ်မှာတေချာစမ်းသပ်တဲ့ပုဂ္ဂိုလ်တွေကဒီအဖြေလေးတွေကိုရနေတယ်မတူညီဘူးဆိုတာတွေလူမမြင်နိုင်တဲ့ကွက်ပြားခြားနာချက်ကလေးတွေဟာရှိနေတယ်ထို့တူပဲနော်ခုနကဝန်တာအာရဂီတာတီးပြီးပြောနေတဲ့ပုဂ္ဂိုလ်ရဲ့ခန္ဓာကိုယ်ဟာထွက်တဲ့အငွေ့တွေဟာတိပင်းအကြိုက်ရာသီဥရုကိုဖြစ်စေတယ် အဲ့ဒီယန္တိဥရုကမှာတစ်ပင်ကိုအကျိုးပြုလို့တစ်ပင်ဟာပွင့်နေလန်းနေဖြစ်လာတာဒီလိုဆိုလိုတယ်တရက်ကြီးကတစ်ပင်ကတိလို့ပျော်လို့ဝမ်းသာလို့ပွင့်တာမဟုတ်ဘူးလို့သူပြောတယ်နောက်တစ်ခုတချို့ကထင်ကြသေးတယ်တချို့တစ်ပင်တွေရှိတယ်လေတချို့တစ်ပင်တွေကပန်းမွင့်လေးပွင့်နေအဲ့ထက်မဲ့ရင်ကောင်ကလာပြီးတော့ဝင်လိုက်တဲ့အခါပန်းမွင့်ကပိတ်သွားတယ် အဲ့ဒီအပွင့်ကပိတ်တော့လူတွေကဗာပြောတော့ဒီတစ်ပင်က ရင်ကောင်ကိုဖမ်းပြီးတော့စားတယ်လို့ဖြစ်နော်တစ်ပင်ကပန်းပွင့်ကရင်ကောင်ကိုဖမ်းတယ်ဆိုတာမျိုးဖြစ်လာအဲ့ဒီရင်ကောင်ဟာပိတ်မိနေတော့မထွက်တော့အဲ့ဒီထက်မှသေးတယ်အဲ့ဒါကိုတစ်ပင်ကစားတယ်လို့လူတွေကယူဆကြဒါကတော့ဘယ်လိုရှင်းစရာလိုလဲလို့ဆိုရင်တကယ်ကတော့တစ်ပင်မှာစားတတ်တဲ့ဟာတော့မရှိဘူး ရေမြီကိုတော့စုတ်တော့တာအမြင့်ကပဲစုတ်တော့မယ်အပွင့်ကရင်ကောင်ကိုဖမ်းတယ်ဆိုတာရင်ကောင်ရဲ့ကိုကထွက်တဲ့ဒီအငွေ့အသက်တွေဟာအပင်ကိုအပွင့်ကိုပိတ်သွားစေတတ်တယ်သူရဲ့အခုခေတ်ဆိုရင်တော့ပုံပြီးနားလည်လိမ့်မယ်လေးစိတ်ထဲသွားတဲ့အခါကျကြည့်လိမ့်အိတ်စစ်လို့ရေးထားတဲ့မှန်တကားကြီးတွေနားသွားလိုက်ရင်တကားသူကသူပွင့်သွားဘာနဲ့ပွင့်တာလူကိုငွေးနဲ့ပွင့်သွားတာ ဒီလိုဆိုတာလူကုံငွေးနဲ့အခုကိမာဆိုရင်တော့ဘဲတီးတာလဲလူကုံငွေးနဲ့တီးလို့ရတယ်မီးဖွင့်တာလဲလူကုံငွေးနဲ့ဖွင့်လို့ရတယ်နော်လူခန္ဓာကိုယ်ကထွက်နေတဲ့ကုံငွေးတွေနဲ့ပဲတကားလဲပွင့်တယ်မီးလဲလင်းတယ်ဘဲလဲတီးတယ်ဟာအဲ့ဒီသဘောတွေပဲဘဲတီးတာဘဲကအသက်ရှိလို့မဟုတ်ဘူးနော်တကားပွင့်တာတကားကအသက်ရှိလို့လည်းမဟုတ်ဘူးလူရဲ့ကုံငွေးနဲ့ပွင့်သွားတယ်အဲ့ဒီသဘောပဲခုနက ပန်းပွင့်ကရင်ကောင်လာပြီးတော့နားတဲ့အခါမှာပိတ်သွားတယ်ဆိုတာအဲ့ဒီသဘောအေးအလုံးအခေါ်တော့လွယ်ကောင်းလွယ်လိမ့်မယ်ထိကယုံပင်လို့လည်းခေါ်တယ်တချို့ကလည်းထိကညှိုးလို့ခေါ်တယ်တခြားရက်တွေလည်းရှိလိမ့်မယ်အဲ့ဒီသစ်ပင်ကိုသွားပြီးတော့မထိလိုက်နဲ့ထိလိုက်ရင်တွန့်သွားတယ်သစ်ပင်ဟာအကုန်လုံးကုတ်သွားတယ် အဲ့ဒါကလည်းလူရဲ့ကိုငွေ့ကြောင်မို့လို့ယုံသွားတဲ့သဘောသူကလူငါလာထိတယ်ဆိုပြီးတော့နောက်ဆုတ်သွားတာမျိုးမဟုတ်ဘူးသူကအသိစိတ်ရှိလို့ဖြစ်တာမဟုတ်ဘူးသို့တော့လူရဲ့ကိုငွေ့နေကြောင်ဖြစ်သွားတာမျိုးတွေအဲ့ဒါမျိုးတွေဟာတဆင့်ကအကြောင်းပြုတာလေလို့ဒီလိုမှတ်သားကြရအောင်